ရန်ကုန်နိုင်ငံကြီးသိပ္ပံကျောင်းသားတွေဥဆောင်တဲ့ဘာသာပေါင်းစုံငင်းချင်းကြီးလမ်းလျှောက်ပွဲဟာကြောင်မြောင်းဘာဟာဤရုံးချုပ်ကနေစူးလီဖျားအထိလမ်းလျှောက်ခဲ့ကြတာဖြစ်ပြီးလမ်းတစ်လျှောက်ဘာသာရေးအဆောက်အုံ အသီးသီးရှိမှလည်း10မိနစ်စီငြိမ်သက်ပြီးအပြန်အလှန်လေးစားကြောင်းပြသခဲ့ပါတယ် မြမပြည်မှာဘာသာရေးပြိပခါတချို့ဖြစ်ပွားပြီးတဲ့နောက်မှာအချင်းချင်းတွေကြားဖြစ်ပေါ်နေတဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုခြေဖြတ်နိုင်မှုအတွက်အခုလိုစီစဉ်ခဲ့ကြတာဖြစ်ပါတယ်အားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်နိုင်ငံမှာပြဿနာတွေတက်သွားတယ်ပြဿနာတွေတက်သွားတဲ့အခါကျတော့ကျွန်တော်တို့လူမှုအတိုင်းဝိုင်းထဲမှာစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေအပြန်အလှန်တန်ရာရှိမှုတွေစိုးရိမ်ကြောက်ရွံ့မှုတွေဒါတွေကမြင့်တက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလူငယ်တွေက နိုင်ငံရေးကိုလေ့လာတယ်လေ့လာတဲ့အချိန်မှာကျွန်တော်တို့ဒီစာသင်ခန်းထဲမှာလည်းမတူမှုတွေပေါင်းစည်းပြီးနေပြီးမယ်ကျွန်တော်တို့ချစ်ချစ်ခင်ခင်အဆင်ပြေပြေနဲ့နေနိုင်ခဲ့တယ်နေနိုင်ခဲ့တဲ့ပုံမှာကျွန်တော်တို့တွေတွေးမိတာကငါတို့တောင်ဒီလိုနေလို့ရလို့ရှိရင်ဘာဖြစ်လို့အပြင်မှာကနေလို့မရမှာလဲခေအဆက်ဆက်ကနေခဲ့တာဆိုတော့ကျွန်တော်တို့ဒီလိုနေနိုင်ပါတယ်ဒီလိုမျိုးနေခဲ့တယ်လက်ရှိမှာလည်းနေနေတယ်ဆက်ပြီးလဲကျွန်တော်တို့တွေကဒီလိုငင်းငင်းချင်းချင်းနေနိုင်ပါတယ်ဆိုတော့ဟောပြသချင်တဲ့နေနဲ့ကျွန်တော်ဒီဘွဲကိုစီစဉ်တာပါရှင်လမ်းလျှောက်ဘွဲကိုနိုင်ငံရေးသိပ္ပံအကြောင်းသားတွေနဲ့အတူ ဘာသာပေါင်းစုံလူငယ်တွေတက္ကသကျောင်းသားတွေနဲ့တက်ကြွလှုပ်ရှားသူ150ကျော်ပါဝင်ခဲ့ကြပါတယ်။တယောက်ဘာသာကိုတယောက်လေးလာတင်တယ်လို့ဆိုလာသူကကိုထွန်းထွန်းလေးမှာတယောက်ရဲ့ဘာသာတစ်ခုကိုတယောက်ကလေးလာတိုင်းတယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတယောက်ရဲ့ဘာသာတစ်ခုကိုတယောက်ကမလေးလာတဲ့အပေါ်မှာကျွန်တော်တို့ကတယောက်တစ်ယောက်ကိုအထင်မြင်လွဲမှားမှုတွေအများကြီးဖြစ်နေတယ်။အဲ့ဒါတွေကိုပြောပြဖို့အတွက်ကတယောက်ဘာသာတစ်ခုကိုတယောက်ကတေချာလေးလာနိုင်မှာဒါဒီဘာသာရဲ့ ဒလိထုံးစံဒီဘာသာရဲ့ဟိုငင်းချမ်းမှုရဲ့အနေအထားဘယ်လိုပုံစံရှိလဲအဲ့ဒါဒီမလေးလာပဲနဲ့ကျွန်တော်ကအပြင်ရဲ့အနေအထားကိုကြာပြီးလုပ်နေမယ်ဆိုတော့ကျွန်တော်ပြိခါကိုပဲသွားနေမှာပဲအဲ့တော့လေးလာမှုရှိမှာကကျွန်တော်တို့နိုင်ငံအေးချမ်းမယ်ဘာသာတရားတွေအကြားပွတ်တိုက်မှုတွေဖြစ်အောင်သွေးထိုးမှုတွေရှိနေပေမဲ့ဘာသာတရားတိုင်းရဲ့ဘုံတူညီချက်ကတော့မေတ္တာတရားဖြစ်တယ်လို့ကိုဖုံးထက်အောင်ကပြောပါတယ်လူအဖွဲ့စည်းထဲမှာလဲအချင်းချင်းမေတ္တာထားကြဖို့သူကမျှော်လင့်နေပါတယ် ကျွန်တော်ဒီ movement อ่ะပေါ့เนาะဟိုဘာသာရေးပေါ်အခြေခံတာရယ်ဘာသာရေးငြိမ်းချမ်းအောင်အောင်သူရှင်တွဲနေထိုင်ရမယ်ဆိုရယ် reaction မျိုးပါတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုလို့ရှင်ဘာသာတိုင်းမှာဟိုတီးခံမှုဟိုမိတ္တာတရားထားမှုအများကြီးရှိတယ်အဲ့တော့အဲ့ဒီဟာတွေเนี่ยဟိုဘုံတူညီရဲ့ဟာတွေကိုစုပေါင်းပြီးတော့အတူညီ꿰ပြရတယ်ကျွန်တော်တို့အတူနေလို့ရတယ်ဆိုတော့ဒီ movement လာနေပြီးတော့တက်တည်ပြောင်းသွားပါဒီပဝန်းကျင်ကဒီလူအဖွဲ့အစည်းကလူတယောက်ချင်းစီရတယ်ဒီအတိုင်းနေွား နိုင်မယ်လို့မျှော်လင့်ပါတယ်